ိုတွေကတော့စင်တန်းရှိတယ်ရုပ်ရှင်ကိုအမြဲတမ်းမြင်တွေ့စေကြည်တာပေါ့နော်ဒါပေမဲ့ကြီးတဲ့လူတွေနဲ့ပြတဲ့လူတွေနဲ့ကလည်းတို့ကတို့ပြိတ္တတရားကိုက်ညီနေတယ်ဆိုတော့ကိုလေးဘာပြောမှမသိဘူးဒါပေမဲ့ဒီလိုအရေးချင်းမပြည့်မီတဲ့ရုပ်ရှင်တွေကိုအားပေးနေတာကဗမာလူအတိုင်းဝိုင်းမှာညံ့ရင်နေပါလာတာ အဲ့ဒါကိုအများကစင်ကျင်ရမှာเนาะကိုရုပ်ရှင်လက်မှတ်ကိုကိုကန်ပြီးတော့ပေါ်ကြည့်တယ်။ကိုအားပေးတယ်ပေါ့နော်ကိုကတော့လေ။ဘာကြောင့်လဲဆိုတော့ pressure မှာကြည့်ရင်အလကားကြည့်ရတာ။ကိုလက်မှတ်နဲ့ကိုကန်ပြီးကြည့်တာဒါရည်နူးပညာကိုပံ့ပိုးရရောက်တဲ့အတွက်ဒါမျိုးကြည့်တယ်။ဥမောင်းလို့လို့မျိုးအတွေးသိရှိတဲ့လူတွေအားလုံးဒီဒီလိုရုပ်ရှင်ကားကြီးကားကောင်းကားခန့်တွေကိုဗမာရုပ်ရှင်ချင်းတကယ်တော့အားပေးပါ။ဒါမှဖြစ်မှာလို့မလို့ရှိရင်တဖြည်းဖြည်းချင်းအရာရာအားလုံးကကြာစင်းလာလို့ရှိရင်နိုင်ငံကအလဲမာလဲအရှက်ရတယ်ကိုရီးယား။ အဲထူးဆန်းတဲ့ဟို creation တွေအများကြီးပါတဲ့ဝတ်စုံတွေကိုပြတတ်မှာမဟုတ်ဘူးဟို makeup တွေကိုပြတတ်မှာမဟုတ်ဘယ်တော့မှယူမသွားတဲ့ဘယ်ချိန်ကြည့်ကြည့်လှနေနိုင်တယ်ဆိုတဲ့အရာတွေအလုံးကိုတဘာဝနဲ့အနည်းဆက်ဆုံးပြမယ်ပွဲတော်လေးပေါ့လေဒီပွဲကကိုကလေအဲကိုကဥမောင်းလေးမင်းသမီးလုပ်ချင်တာမဟုတ်ဘူးရုပ်ရှင်ပရိုဂျူဆာလုပ်ချင်တာအဲကိုက producer ဖြစ်ချင်တဲ့လူတရားကိုဝါဒနာနဲ့ကိုပေါ့နော်အဲ ခေတ်ရဲ့အခြေအနေကိုချပြခြင်းနဲ့အမှုပညာတွေကဘယ်လောက်ထိအကျိုးအမြတ်ဖြစ်တွန်းမလဲဆိုတော့ကိုက producer ဆိုပေမဲ့အမှုပညာလည်းပေါ်ထုတ်တယ်လို့ကိုယ့်ရဲ့အာစီးပွားရေးအတွက်ကလည်းထည့်သွင်းစဉ်းစားရသေးတယ်လीအဲ့တော့တစ်ချိန်ကြာရင်တော့ဥမောင်ကဥမောင်ကိုတင်းဥဆောင်ဖြစ်မြင်ရမှာမဟုတ်ဘူးရုပ်ရှင် producer တယောက်ဖြစ်မြင်တွေ့ရပါလိမ့်မယ်အဲ့ဒီခါကြာလို့ရှိရင်လည်းဆက်လက်အားပေးပါလို့ ကျန်တဲ့လူတွေတုံးလုံးတော့ငစားငစားချတယ်ပေါ့ငါပွက်ရမှာငစားချတယ်ပေါ့အစ်စကလုံးမဲတုံးရမှာပေါ့နော်အဲအဲ့ဒါမျိုးကကြတော့လေဟိုကိုရီးယားတော့အစင်တန်းရှိတယ်ရုပ်ရှင်ကိုအမြဲတမ်းမြင်တွေ့စေချင်တာပေါ့နော်ကိုရဲ့ရုပ်ရှင်ကိုမြင်လို့တဲ့ဗမာရုပ်ရှင်ကိုဒီထက်မကတိုးတက်ချင်စေတိုးတက်စေချင်တဲ့အရေးသွင်းမိတဲ့ရုပ်ရှင်တွေကိုချပြစေချင်တယ်ပေါ့နော်ဒါပေမဲ့ကြီးတဲ့လူတွေနဲ့ပြတဲ့လူတွေနဲ့ကလေသူတို့ကသူတို့ပြိတ္တတရားကိုက်ညီနေတယ်ဆိုတော့ကိုလည်းဘာပြောမှမသိဘူးဒါပေမဲ့ဒီ ီးတော့အရေးအချင်းမပြည့်မီတဲ့ရုပ်ရှင်တွေကိုအားပေးနေတာဗမာလူအတိုင်းဝိုင်းမှာညံရင်နေပါလာတာအဲ့ဒါကိုအများကဆင်ခြင်ရမှာနော်တဖြည်းဖြည်းချင်းနဲ့ဒါညံရင်နေပါလာလို့ဒီလိုရုပ်ရှင်တွေမှာလူတွေကပတ်ပုံနေတာအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့တော့ကိုရီးယား နားလေတဲ့ရုပ်ရှင်အကြောင်းနားလေတဲ့ပညာသက်ဆန်တဲ့မမရုပ်ရှင်တကယ်ချစ်တဲ့ဆိုတဲ့လူတွေအားလုံးကအရေးအသွေးမြင့်တဲ့ရုပ်ရှင်တွေကိုလည်းကိုယ်စိတ်ထဲမှာအားသည့်ဖြစ်စေမအားသည့်ဖြစ်စေကြည်ကျင်သည်ရှိဖြစ်မကြည်တင်သည်ဖြစ်စေဥမာမှာကြားကိုကြည့်ပေးရမယ်လို့ quality ပြည့်တဲ့ကာလကယုံတင်နေဆိုဥမာကိုကိုယ်တိုင်ကကိုယ်ပစံနဲ့ကိုယ်တွားပြီးတော့ဝင်ရောက်အားပေးရမှာဒါမှကမ္ဘာရုပ်ရှင်တွေကတဖြည်းဖြည်းချင်းတိုးတက်လာမှာ ဒီတိုင်းထိုင်ပြီးတော့ line ဝင်နေဝေဖန်နေလို့မလုံးတော့ဘူး။ဦးမောင်တို့ကိုယ်တိုင်ကအရေးသွင်းနေတဲ့ကားတွေကိုယုံထဲမှာတော့ထိုင်ပြီးအားပေးမှာဒါညီမညီမရုပ်ရှင်ဦးမောင်ကမြင့်တင်ရရောက်တယ်။အဲ့တော့ဦးမောင်ကလေအတန်တိတ် quality ပြည့်တဲ့ကားတွေဆိုဦးမောင်ကိုယ်တိုင်တော်တော်ကြည့်တယ်။ထိုင်ပြီးတော့ကြည့်တယ်။ဘာကြောင့်လဲဆိုတော့ညီမရုပ်ရှင်ကိုချစ်တယ်။ဒီတမကတိုးတက်လာစေခြင်းနဲ့အတွက်တောင်းတတရားပါဝင်တယ်လူတယောက်ကြည့်လဲတယောက်မှလို့တယောက်စာတော့ကြည့်ပြီးအားပေးတယ်အရင်။ကြုံငယ်ဘူးလားဗော။အရှိမဆိုဟိုဦးမောင်တို့တိတ်ကြိုက်တဲ့ကားတကားရှိတယ်။နာမည် မပြောတော့ပါဘူးအဲ့ဒီကားဆိုရင်ကွာအဆင်မပြေဘူးပေါ့နော်ရုံးလို့ပုံဝင် ရရှိုးဖိတ်တယ်ဥမောင်းသွားမကြည့်ဘူးဒါပေမဲ့ကိုရုပ်ရှင်လက်မှတ်ကိုကိုကန်ပြီးတော့တော့ကြည့်တယ်သွားအားပေးတယ်ပေါ့နော်ကိုကတော့လေဘာကြောင့်လဲဆိုတော့ပရက်ရှိုးမှကြည့်ရင်အလကားကြည့်ရတာကိုလက်မှတ်နဲ့ကိုကန်ပြီးကြည့်တာဒါရည်နူးပညာကိုပံ့ပိုးရရောက်တဲ့အတွက်ဒါမျိုးကြည့်တယ်ဥမောင်းတို့လိုမျိုးအတွေးသိရှိတဲ့လူတွေအားလုံးဒီဒီလိုရုပ်ရှင်ကားကြီးကားကောင်းကားခန့်တွေကိုဗမာရုပ်ရှင်ချင်းတကယ်သွားအားပေးပါဒါမှဖြစ်မှာနုံမလို့ရှိရင်တဖြည်းဖြည်းချင်းအရာရာအားလုံးကကြာစင်းလာလို့ရှိရင်နိုင်ငံကအလဲမှာလဲအရှက်ရတယ်ကိုရီးယားလေအဲ့တော့ကိုကိုတိုင်းပြည်ကိုချစ် င်ရင်ကိုလူမျိုးချင်းရင်ကိုမြမယုံရှင်ကိုချစ်တယ်ဆိုရင်ဝိုင်းဝန်းပံ့ပိုးကြပါလူကြီးညာဥပမာပြောကြခြင်းပါအအရန်အစ်စ်တန်းရှိတယ်အရန်စားအိမ်ကြီးကျယ်ခမ်းနားတယ်ဟာမျိုးပဲဥပမာထုတ်ချင်တာပါရင်းထဲမှာတိန်းထားတဲ့ဇက်တွေအများကြီးရှိတယ်အဲဒါလည်းဟိုဟိုပြောပြလို့မရသေးဘူးပေါ့နော်ဒါလုပ်ငန်းနဲ့ဆက်ဆက်နေတယ်ဆိုတဲ့အခါကျတော့အဲအဲ့ဒီခါကျလို့ရှိရင် တတ်နိုင်ဆုံးစူးစမ်းပြီးတော့ရည်သွင်းမြင့်တဲ့ကားဖြစ်အောင်စူးစမ်းပြီးရိုက်မယ်ဒါပေမဲ့လည်းဒါလည်းအချိန်တစ်ခုတော့လိုနေသေးတယ်လို့အစီအစဉ်မရှိဘူးဈေးကွက်ရဲ့ demand ပေါ်မှာလိုက်ပြီးတော့ produce လုပ်ဖို့အစီအစဉ်မရှိဘူးကိုနှစ်သက်တဲ့ကိုကိုလေးချိန်နှစ်သက်တဲ့အာတရုတ်ဆောင်အဝင်ခွင့်ချဖြစ်တဲ့လူပုပ်ကိုကြီးခင်မင်မှုပုပ်ကိုဇွဲမပါဘဲနဲ့အတတ်နိုင်ဆုံးစူးစမ်းအထုတ်ပြီးရိုက်မှာပါ အာဒီ AOD ရဲ့ wedding failure ထူးခြားတဲ့ပြင်ဆင်လေးနဲ့ပြင်ဆင်ပါပါအားလုံးလာရောက်ကြည့်ရှုအားပေးဖို့ဒီညနေပြီးခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အာ interview တွေကနေတစ်ဆင့်အမြဲတမ်းအားပေးဝန်းရံနေတဲ့ဥမ္မောင်ချစ်တဲ့လူတွေအားလုံးဥမ္မောင်အထူးကျေးဇူးတင်ပါတယ်